င်္ဂလာပါရှင်မော်ဝေကျောင်းတော်ရန်ညီကျူစွလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမင်းဟင်ခန့်ဥတ္တာဒီပရဲ့မရဏရွာသူဆိုတဲ့ဇလန်းလေးရဲ့အပိုင်း၃ကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်တုံမတူဓာမပေါင်းမိမကူကျော်စောနဲ့ထင်ရှားတို့ညီကိုနှစ်ယောက်လူမြောက်နေတဲ့မိစ္ဆာကိုဘေတာကင်းသိန်းအင်းနဲ့ဖန်စီချုံအောင်အောင်မြင်ခဲ့ပြီပြီးတဲ့အခါအဲ့ဒီမိစ္ဆာကိုမူနာဖန်စီထားရဖြစ်တဲ့ဥပိုးတာအိမ်အတွင်းမှာချုံအောင်ထားခဲ့တယ် ဒီနောက်တကြီးရင်ကိုနှုတ်ဦးသားပြန်ကြတော့တယ်။မိစာအိမ်အတွင်းတခိုးဝင်ရာကနေမကောင်းဆိုးဝါးလွမြောက်သွားခြင်းဖြစ်တယ်။လွမြောက်သွားတဲ့မကောင်းဆိုးဝါးကိုမိမိတို့ဘာသာနဲ့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 ကင်တွယ်ခဲ့ပြီးရွာသားတွေကြောက်မှဆိုးလို့တကြီးကိုအတိမပေးပဲနေခဲ့တယ်။တကြီးကိုယ်တိုင်ကမသိသေးပေမယ့်ရွာထဲမှာမကောင်းဆိုးဝါးလွတ်သွားတဲ့တရင်ကကောလာဟလလွန်းလို့တကယ်လွန်းလို့ပြန့်နှံ့နေပြီ။တခိုးသေးတဲ့ညအဆက်ခိုးတော့တဲ့ငပုဆိုတဲ့ရွာသားကြောင့်ပဲ။ ကျော်စုံးနဲ့ထင်ရှားမှုစကားကိုကြားသွားပြီးရွာထဲမှာလိုက်ပြောတယ်။ရွာသားတွေကကြောက်ကြတာမှန်မိမိရွာသားတွေထပ်ပူပြီးတော့ကြောက်နေတာတကြီးကိုယ်တိုင်ပဲ။ငပုဆိုသူကလည်းအရှိခဲနားမလဲအိမ်ဆောင်ကြတဲ့ညအရက်ခိုးတောက်တဲ့ကိစ္စကိုတကြီးကတမ်းမပေးရအောင်တကြီးကိုကက်ပြီးတော့ဖားတယ်။လူနေရဲ့မကောင်းဆိုးအောင်ပြန်ဖမ်းနေညထင်ရှားနဲ့ကျော်စုံးတို့သာအကြောင်းစုံသိပြီးအခြားဘသူမှမသိကြဘူး။ငပုကလည်းမကောင်းဆိုးအောင်လွတ်တာကိုပဲသိရပြီး ြန်လည်ထိမ့်သိမ်းထားတာကိုမသိရသေးဘူး။နောက်နေ့မှာငပုကတကြီးစီကိုရောက်လာပြီးအိမ်ကအလုပ်တွေကိုတောင်းစီအောင် လုပ်ပေးတယ်။အလုပ်ပြီးပေမဲ့မပြန်သေးပဲတကြီးကိုနိမ့်နိမ့်ပေးရင်ကက်ပြီးတော့ဖားတယ်။တကြီးကလည်းအမြောက်ဖားကြိုက်ပြီးရေးသားခွေရမယ်ဆိုရင်လည်းနှစ်ယောက်မရှိရသူမို့ငပုလိုလူမျိုးအလုံးနှစ်သက်တယ်။ကိုုံကိုမြုံရင်းစိန်ယူနေတဲ့တကြီးကိုနှိပ်ပေးနေတဲ့ငပုကတကြီးဘာလဲကွာတကြီးကြည့်ရတာအခုတလောအေးအေးစားမှန်ပြီးနည်းနည်းဝလာတယ်ဗျ။ စိတ်ချမ်းသာနေရထင်ရဲ့ဟာဒါပေါ့ကွာဟိုရင်ညရဆိုငါ့မကောင်းစွာရီကုတ်လာချိုးမလားဘယ်လိုပုံစံနဲ့များတေးရမှလဲတွေးရင်အေးပြက်နေရတာခုတော့လေမင်းပြောသလိုစိတ်ချမ်းသာနေတယ်ပေါ့ငပူရတိတ်နေပြောမနေနဲ့ဟုတ်တကြီးရရွာထဲကတရင်ရောကြားပြီးပြီလားဟေးငါမင်းလိုရွာရုပ်ကူပေါ့ရှောက်သွားမနေတော့ဘယ်သိပါမလဲနေစမ်းပါမင်းတရင်ကဘာတော့မင်းကဘာတွေကြားလို့လဲဟိုတခိုးတေးတွေညရလေဟိုဆရာနှစ်ယောက်ရောက်လာပြီမင်း တင်းနေရမကောင်းစိုးဝါးရလွတ်ကုန်တာတဲ့တကြီးရဟေးဘဘဘလူးဘလူးကွန်ကပူတကြီးအနေနဲ့ကြာကုန်းယုံထပြီးကြောင်ဝလန်အနေစကားတွေပါထင်းငော့ကုန်နေပါဇက်ထဲမှာဘလုံးဝထွေးနဲ့ဝါးနေရဲ့ကုန်းမှာတီးရင်ချောင်းဆူရင်ရှင်နွေးပူပူတစ်ခွက်ငှဲ့တော်ပြီးထွေးလိုက်တယ်ဟုတ်တယ်တကြီးရဒီတရင်သေးကြတယ်ဟိုဆရာနှစ်ယောက်ကသူတို့တိတ်ခံမကြအောင်ဒီကိစ္စကိုအတိမပေးပဲတို့တို့တိတ်တိတ်တိုင်မဲနေတာကိုကြားရင်တော့ကြားရရဲ့ဗျဟာဒီတိုင်းဆိုဘယ်ဖြစ်မလဲရွာသားတွေပါခေါ်ပြီး ဆရာမြတ်ကိုတေချာမေးရမှာပေါ့မဖြစ်ဘူးတရားလုံးဒုက္ခရောက်နေမေခွေးမသားငပုခုမှပြောရလားတကြီးကဟိုဆရာတို့အယမ်းရှုံတော့ကျုံလည်းတေချာမပြောရဘူးဗျခုကတေချာတယ်သူတို့မင်းတို့မှညင်လူလိမ့်မယ်တော်စံကွာမောင်းခက်စံတရားလုံးချက်ချင်းခုခေါ်စံငပုလည်းပြပြတန်းလေးနဲ့မောင်းပြေးထူတော့အိမ်ထဲမှာရှိနေတဲ့ကြော်စုံနဲ့ထင်ရှားတော့ပရိစိတ်နေရင်အာယုံကအိမ်ရှိကိုရောက်လာတယ်မောင်းတန်ကြတော့ရွာသားကြီးလည်းတဖြည်းဖြည်း တကြီးခြံဝင်းထဲမှာစူဝေးရောက်လာကြတယ်။ gain ပြုံးစမ်းပါဦး။ဥဖိုတာအိမ်ထဲကဖမ်းထားရင်မကောင်းဆိုရင်လွတ်ကုန်နေဆိုတာဟုတ်တယ်လား။ဒီတင်ဘသူကစရလဲ။တကြီးအမေစကားကြောင့်ရွာသားတွေတယောက်ကိုတယောက်ကြည့်တယ်။ငပူကိုရှိမ့်မိပြီမေ။ငပူကသူကိုယ်တိုင်မဟုတ်ဘဲတစင်စကားကြားဟန်နေပြောဆိုထားခြင်းမို့အမိမတင်ရဲကြအောင်။အားလုံးစီကအပြေမပေါ်တော့တကြီးနဲ့ကြောက်ကြောက်နဲ့စိတ်တူလာတယ်။ဒီကိစ္စဟုတ်ဤမဟုတ်ဤငါသိချင်တယ်။တကြီးကလည်းဗျာဒီကိစ္စဟုတ်တယ်မဟုတ်ဘူးဆိုတာကြားတဲ့သူက ိုဆရာကြီးဆရာကြားရင်လို့ပြောတာပဲဒီတော့ဆရာနှစ်ယောက်ကိုမင်းရင်သိရမှာပဲဘာခက်တာမှန်လို့ငပူကတကြီးပေးရနေမြောက်ထိုးပင်ကိုလှုပ်နေတဲ့ချိန်ကြော်စုံးနဲ့ထင်ရှားတို့ပရိကံမီထွက်လာတယ်ရွာသားတွေနဲ့တကြီးအခြေအနေကိုကဲခတ်ပြီးတကြီးထင်တဲ့အတိုင်းပါပဲမှတ်ပါတယ်ရွာသားအလုံးလေးအဖြစ်မှန်ကိုခဏနားထောင်ပေးပါဒီလိုပါမကောင်းစိုးဝါးတကောင်နင်းမဟုတ်ဘူးဘလောက်များတယ်ဆိုတာကောင်းထင်မဟုတ်ဘူးပြောရခက်ပြီမေတကောင်ထက်ပိုနေတယ်အဲ့ဒီပြဿနာဖြစ်တဲ့ညမှာပဲကျုပ်တို့လျှောက်တော့ ချီမန်းကျိုးရဲ့အမြင်ဆက်ပြီးထိန်ချုပ်ထားပြီမေမကောင်းဆိုးဝါးတကောင်လွတ်သွားတာအမှန်ပါပဲကျုံမပြောဘူးလားအမှန်ပါစုငပူကဝင်ထောက်တယ်တကြီးနဲ့ကြော်စုံးနဲ့ထင်ရှားလိုပဲလှည့်ပြီးဒီကိစ္စရွာကိုအတိပေးရမှာပေါ့ဆရာတို့ရဲ့အသက်အန္တရာယ်ပဲခုဘယ်နဲ့လုံမလဲမကောင်းဆိုးဝါးလွတ်သွားပြီဘလို့ပြန်ဖမ်းပါလဲစိတ်မပူပါနဲ့တကြီးကျုပ်တို့မကောင်းဆိုးဝါးကိုထိန်ထိန်ပေးပြီးပါပြီရွာကိုအတိမပေးဘူးဆိုတာကလေရွာသားတွေကကြောက်တတ်ကြတယ်ဒီတော့ကျုပ်တို့နိုင်နေတဲ့ကိစ္စတစ်ခုအတွင်းနဲ့ ရွာကိုမှလန့်ကျင်တော့လို့ပါဒီအချိန်နဲ့ဝင်သိဒေါ်ဘုတ်ကဆရာကြီးပြောတာလေဟုတ်တယ်ပဲတကြီးရဲ့ရွာသားတွေကိုအတိပေးတော့ရောကြောက်လန့်နေဖို့အပြင်မလုပ်နိုင်ပါလေဆရာနှစ်ယောက်ဖို့အနွယ်တကူပြေရှင်းနိုင်တော့ကျူးတယ်လည်းမပြောတော့တဲ့သဘောပေါ်တော့ထားပါတော့လေကျုပ်တောင်းပန်ပါလေဗျာရွာကိုစိုးရင်ကျင်းနဲ့ဆရာတို့ပေါ်စိတ်ကွက်ခဲ့မိတာကျုပ်ကိုခွင့်လို့ပါစေတနာမှားပါဗျာကိစ္စမရှိပါဘူးအားလုံးကကျုပ်တို့သဘောနားလည်ပေးတယ်ဆိုရင်ပဲကျေးဇူးတင်ပါတယ်တကြီးကရွာသားတွေနဲ့ကာကွယ်ပြီးပြောပေးပြီမြေ ကြောက်လို့မီဒေါသထွက်နေတာမှန်းအားလုံးသိကြတယ်။ကျော်စောနဲ့ထင်ရှားလို့လည်းအိမ်ထဲပြန်ဝင်ပြီးပရိစိတ်နေကြတယ်။တကြီးနဲ့ရွာသားတွေမစိုးရိမ်မှုတက်တီမွေးထားဖို့စကလုံးကြီးကြီးတွေပေးပြီးပြန်လှုပ်လိုက်တော့တယ်။တရခါငပုနဲ့ရွာသားတွေနဲ့ရောရောင်ပြီးပါသွားတော့တယ်။ကျော်စောနဲ့ထင်ရှားလို့ပရိစိတ်ပြီးတော့တကြီးအိမ်မှာခဏနေရတဲ့ဥဖိုးသားတို့မိသားစုနဲ့စကားဝိုင်းဖွဲ့ပြောကြတယ်။စကားဝိုင်းနဲ့တကြီးနဲ့မတိမတာတိုးဝင်လာတယ်။ကိစ္စတွေပြီးသွားရင် ကျုပ်တို့အိမ်ရာတန့်ပါအောင်မလားဆရာတို့ရေမကောင်းစွာရင်နေထားတဲ့ပြင်နှူပါတိတ်ဆုံးထားတာဆိုတော့ကြက်တီမရှိမင်္ဂလာမရှိဖြစ်သွားနိုင်လားကြက်တီမင်္ဂလာမရှိအောင်ဆိုတဲ့စိတ်နဲ့သာစိုက်ပါတယ်မကောင်းစွာကိုအပနှင်းပြီးရင်အိမ်ကိုကျုပ်တို့တန့်အောင်ဆောင်ရွက်ပေးပါမယ်ဒီထက်ပိုပြီးစိတ်တန့်သွားပရိတ်ရှုပ်ပြီးကမဝါဖက်ရလိမ့်မယ်ဒါဆိုရင်တော့အိမ်ရာပုံမှန်ပါပဲဒီလိုဆိုရင်ဖြင့်တော်ပါသေးရဲ့ဆရာတို့ရေဥပုသ္တန်ရဲ့ထန့်ဆရာကြီးစကားပြောနေတဲ့ချိန်တကြီးကဝင်ပြီးတော့မေးမြန်းဆက်ဆူတယ် ဆရာတို့ကျုပ်ဆက်စုအောင်မေဗျာကျုပ်တို့ရွာပြင်မှာစုံတော့နဲ့ဝင်တဲ့ထောက်ဘုတ်ကဆရာတို့ရဲ့အထက်ကဆရာနဲ့တည်တယ်ပြောတမ်းကြတယ်။ तू ကဘသူလဲ။ဆရာတို့တော့ဒီလောက်အစွမ်းထက်နေတာ။ तू ဆိုရင်တော့တော်လေးအစွမ်းထက်မှာပဲ။ကျုပ်တို့ဆရာနဲ့မရမျက်စံထုံးလို့ခေါ်ပါတယ်။အင်မတန်ကြီးစုကြီးတဲ့ဆရာပါပဲ။စိုးသွန်းတောင်းကျမ်းနေတဲ့နဗလူးဝင်စားသူကျုပ်တို့နှစ်ဦးကိုခုလိုလောကီထွန့်ရက်လမ်းပေါ်ဆွဲတင်ခဲ့သူပေါ့။ तू အကြောင်းပြောရရင်တော့များပါတယ်။ဟုတ်တယ်တကြီး။ ကျုပ်တို့ဆရာကျုပ်တို့တို့တာမန်လူမဟုတ်ဘူးဗျ။အောင်လန်းပညာနဲ့စုံကဝေမှော်တဲ့ပညာတွေတက်မြောက်ပြီးမှထက်ဝိဆာနဲ့အကြောင်းပြုပြီးထက်ဆရာဘဝကူးပြောင်းလာခဲ့သူပဲ။ခုဆိုရင်ဝိဆာတရလောကီအတက်ပညာတွေနဲ့ထွန်းရပဝိဆာတို့တပါတော်ဖြစ်နေပြီ။ကျုပ်တသက်မှာဝိဆာဆိုတာမမြင်ဘူးသေးဘူးဗျ။သူနဲ့တစ်ချိန်နောက်စုံဘူးကျင်ပါလေ။တကြီးတို့တိတဲ့ဘဘူအောင်တို့ဘူးမင်းကောင်တို့လိုဝိဆာကြီးတော့မဟုတ်ပါဘူး။ဝိဆာတို့ဆိုရင်ဝိဆာအငယ်ပေါ့ဗျာ။လူတို့နေရက်ကိုကောင်းချိုးပြုဖို့ရန် ရေရှာဝိဆာအဖြစ်နဲ့မဟာမြန်ရပြန်လာခဲ့သူဆိုပါတော့ပြီးတော့ပြန်မျက်စံထွန်းလို့လောကီနေမှာတော့အများသိကြတယ်ခုတော့ပုပ်ပိုင်းရက်မှာတမထတရားအားထုတ်ရင်ကြံခဲ့ပါတယ်ကျော်စုံနဲ့ထင်ရှားတို့သူတို့ဆရာအကြောင်းတည်တည်ပြပြောတယ်ဒီနောက်လာမယ့်လပြည့်ညမှာရေကျော်ရွာအတွက်ဆက်လက်လှုပ်ဆောင်ရမယ့်ကိစ္စတွေကိုစီစဉ်တကြပြောဆိုတိုင်ပင်နေတဖက်ရွာမှာလည်းရေကျော်ရွာကိုအညှို့ထားနေသူတဦးရှိတယ်ဒီသူကရေကျော်ရွာမှာမကောင်းစွာပြောကနဲ့တိတ်ဆုံးသွားတယ် တခိုးရဲ့ညီအရင်ပဲသူ့နာမည်ကဖို့ပင်ကိုဖြစ်သူရေကျော်ရွာသားတွေကကောင်းဖြတ်တက်လိုက်တယ်လို့ထင်လွဲနေခြင်းဖြစ်ပြီးကိုဖြစ်သူအတွက်လက်စားချီနှိုးစိတ်ပြင်းပြနေတယ်။ဒီနေ့မှဖို့ပင်ကထရေမူပြီးနှစ်နှစ်ချာချာအိပ်ပျော်နေတဲ့ချိန်အိမ်မက်ထဲမှာကောင်းဖြတ်အသက်ခံရတဲ့ကိုဖြစ်သူမြင်မှတ်တယ်။တေကာအိမ်မက်ထဲမှာပဲရေကျော်ရွာကိုဖျက်ဆီးပြစ်မယ်ဆိုပြီးမိတို့ကန်ပြီးမိရှုဖို့သွားခဲ့တယ်။ဒါပေမဲ့အိမ်မက်ထဲမှာသူ့ရေကျော်ရွာသားတွေကဝမ်းရိုက်တယ်လို့မှတ်ပြန်တယ်။ ြင်ကြင်ခါခါကြိုးစားပြီးရွာကိုဖျက်ဆီးပေမဲ့ရွာထိပ်မှာတန်ရုပ်ထုနဲ့ကြောင်ရုပ်ထုနှစ်ခုဟာသူ့အမြဲတားဆီးနေတယ်။ဖိုးပင်နဲ့အိမက်ကလန့်နိုးတယ်။ကိုဖြစ်သူတရိယာပြီးတောက်တခေါက်ခေါက်နဲ့စိတ်ထဲမှာချီတင်ခဲ့ဖြစ်နေခဲ့တယ်။ဖိုးပင်ဟိုဒီရှောင်းရင်အမှုပြေတော့တတော်မှထပ်ပြီးတော့တောက်ပြန်တယ်။ဒီနောက်ရေးကျော်ရွာသားတွေကိုဒီနေ့မှကောင်းကောင်းလက်စားချိန်မယ်လို့ဆုံးဖြတ်ချက်ချထားတယ်။နေ့စဉ်နဲ့မျှရေးကျော်ရွာအကြောင်းစုံစမ်းမေးမြန်းဆက်ဆူရင်းမကောင်းစိုးရွားတွေအကြောင်းနဲ့ ထက်ဆရာရီရှောင်းနေတဲ့အကြောင်းမှကြားသိခဲ့ရတယ်။ဒါပေမဲ့ဖိုးပင်အယုံကြည်မရှိသူမှုသူ့ကိုကိစ္စကိုလက်မခံနိုင်သေးဘူး။ရေချုံရွာကြီးမှာပျောက်ွက်တကူရှိနေတာကိုသတိထားမိတယ်။တရွာလုံးကဥပုသာတို့အိမ်မှာပက်ကြည့်ထားတယ်။ချီမန်းကျိုးတွေပြက်သွားမှစိုးရိမ်နေပုံနဲ့ညတိုင်းချန်ဆောင်ထားပုံနဲ့သိနိုင်။တရွာလုံးကိုချင်းချောက်နိုင်တဲ့ကိစ္စပဲမိ။သူ့ကိုယ်လိုတည်သွားနိုင်လို့သူများရွာကိုဝင်ဖို့မလွယ်သေးဘူး။ဒီနေ့ဖိုးပင်ထထဝအပြန်ခြံထဲကနွားချောင်းသားကောင်လေးတယောက်ဝင်လာတယ် ီကောင်လေးကိုဖူပင်ရထင်းရေးတိုက်ပြီးဒီကျုံရအကြောင်းစုံစမ်းထားခိုင်းခြင်းပဲမြို့ကိုကြီးဖူပင်အေးလာကွာဘာတင်းကြတော့ကျောင်းကတော့စုံမဲကျူတူနဲ့ရွာချင်းဝင်းလူတန်းကြားရတာတော့စိတ်ဝင်စားစရာပဲစုံစမ်းမရေကျော်ရမှာအထက်ဆရာတွေဆိုလားဧည့်သည်နှစ်ယောက်ရောက်နေတယ်သူတို့ရောဒုက္ခပေးနေမကောင်းဆူဝါတွေကိုဟိုကိုကြီးဖိုးပိန်ကိုစုံနေအိမ်ထဲမှာချုပ်ထားတာတဲ့အလက်ကားကွာငါတို့မယုံဒါပေမဲ့အဲ့ဒီရွာသားတွေအတော်ကြောက်တဲ့ကြတာတော့သိတယ်ကွာဟုတ်တယ်ကိုကြီး သူတို့အဲ့ဒီအိမ်ကြီးမှာဟိုဆရာတွေအစီရင်လှုပ်ထတာပြတ်သွားမှအကြောက်ဆုံးမဲ့လို့ကြားရတယ်။နောက်လာမယ့်လပြညမှာအိမ်ထဲကမကောင်းဆိုးဝါးတွေကိုနှင်းထုတ်မယ်ဆိုလာပြီ။ပွဲတစ်ခုခုတော့ရှိနေ။ဟုတ်ပြီ။ဒီသတင်းသိကြရင်တော့ငါအကြံစီအောင်ပြီ။ကဲမင်းသွားတော့။နောက်နေ့မနေ့ထန်းတော့လာခဲ့ဦး။ဟုတ်ပြီကိုကြီး။ဖိုးပင်ရရေးကြောရွာမှာလပညအပနေမယ့်အကြောင်းကြားထားလို့အကြံထုတ်နေတယ်။လပညတီနေစောင့်မနေခြင်းပဲရေးကြောရွာကိုတော်လီမုန်တီးနေရကြောင်းရွာကိုဒုက္ခမျိုးစုံပေးဖို့ကြံစီတယ်။ ပထမဆုံးပြစ်မှတ်ထားခင်ရသူကရွာတကြီးဖြစ်တယ်။သူ့ကိုတိတ်ဆုံးတဲ့ကိစ္စတကြီးပြောကမပါဘဲရွာသားတွေမလုံးဝင်ကိုတွေးမိတယ်။ပဝင်းကျင်မှာကြောင်သူတော်ကြော့တခုလုံနေတယ်။ရေကျော်ရွာတကြီးဦးမြင့်ရွှေတရင်ရလေးဟိုးလေးတကြောကြောဖြစ်နေရကြောင့်တကြီးကိုဒုက္ခပေးဖို့စီစဉ်တယ်။တညမှာဖိုးပိန်ရွာတွေကနေတခုရမြလုံးလုံးလရင်စင်ရဲ့လူမိုက်တစုနဲ့အတူရေကျော်ရွာတကြီးရင်ကိုဓမြတိုက်ဖို့ကြံစီတယ်။ချောင်ရောက်ခန့်ပါရင်ဖိုးပိန်တို့ဓမြအုပ်စု ရေကြော်ရွာကိုညာရင်းချင်းဝင်နေဒီနောင်နှောကြောင်သားလေးမှတ်သားပေးထားတဲ့အတိုင်းတကြီးရင်ကိုချင့်ခဲ့တယ်ဒီအချိန်မှာကြော်စောနေထင်ရှားလို့နှုတ်ဟာဖះကျောင်းဆောင်ရှိမှဖြစ်တယ်လာပညာရောက်ရင်စီရင်ပြုလို့ရမယ့်ကိစ္စအတွက်လိုအပ်တဲ့စေဝါးတွေဖော်ဆက်တာအင်းဆွဲတာအဆောင်ကားထားတွေစီရင်ရှုဖတ်တာတွေနဲ့အလုပ်ရှုပ်နေတယ်ဒီအချိန်ဥပုသာပေါ်ပါသွားဖို့အိမ်နောက်ဘက်တကားဖွင့်ပြီးပြင်ဘက်ကိုထွက်တော့ဓမြအုပ်စုကဥပုသာပါဇက်ကိုပိတ်တခါလေးဆွဲခေါ်သွားတယ် ဒီနောက်ပစက်မှာအဝိကိုစီးပြီးတပင်တပင်မှာကျိုးတုတ်ထားတယ်။ပြီးတော့ဖိုးပိန်တို့ဓမြတဲ့စုလဲပွင့်နေတဲ့အိမ်နောက်ဖေးတကားကနေအလွယ်တကူဝင်ရောက်ခဲ့တယ်။အိမ်မိုးရောက်တော့ဓာရီတဝင်းဝင်းနဲ့ဟေ့တကြီးခမညာမလုံနဲ့တကြီးမိတိုင်းခွဲအလင်းရောင်အောက်မှာညကြီးရောင်ဓာရီတက်လက်လက်နဲ့ဓမြတဲ့စုကိုမြင်တော့အိမ်တိုင်းမှာချိတ်ထားတဲ့နှလုံးပြူတနက်ကိုသတိရမိတယ်။ဒါပေမဲ့နောက်ကျသွားပြီ။တကြီးကတနက်ကိုကြည်ုံသားရှိသေးတယ်။ဖိုးပိန်ကတနက်ကိုသိမ့်လိုက်တယ်။ဒီနောက်ကြည်စလွေရနေတယ်။ ကြည်တော့နှစ်တောင်းကိုတနက်ပြောင်းချိုးပြီးတော့ထင်းလိုက်တယ်။တကြီးဦးမြင့်ရွှေစိတ်ထဲရွာတကြီးအိမ်ဓမြတိုက်ခံရပြီဆိုပြီးနမယ်ပြက်ပြီးလို့ကြိတ်ပြီးတောက်ခေါက်နေမိတယ်။မောင်ရင်တို့ဘာလို့ရှိပါလဲ။ယူယူသွားကြပါ။ဟော့ဟိုကတစ်တာထဲမှာရွှေရှစ်ကျက်သာရှိပါတယ်။အဲ့ဒါအကုန်ပါပဲ။အသက်ချမ်းသာပဲ။မလို့ချင်းခမည်းလူဘွားဝထားတဲ့ရွှေတွေကျုပ်မမှတ်မဟုတ်။ခမည်းအသက်ပဲလို့ချင်းတာ။ကျုပ်ကျုပ်နဲ့မောင်ရင်တို့ဘာရန်ညူရန်စာမျက်ရှိနို့လဲကွယ်။ ျုပ်အသက်လည်းကြီးပါပြီ။လူတို့ချမ်းသာပေးပါ။ဒီချိန်ကြုံစုံနဲ့ထင်ရှားလို့လုံးဝပြက်ကွက်လို့မဖြစ်တဲ့ဂါထာတစ်ပုဒ်ကိုမယံမနာခတ်တိုးလို့ရှုဖန်နေရလို့ကြားရတဲ့အတန်တွေကိုလင့်လို့ရှုထားတယ်။အခုညတကြီးအသက်အန္တရာယ်မရှိတာကိုလည်းသူတို့ကြိုတင်တွန့်ဆမိလို့ဓမြတွေကိုဂယုမဆိုင်တယ်လို့ဟန်နဲ့မိမိတို့အလုပ်ကိုဆက်လုပ်နေတယ်။ဒီချိန်ဖူးပိန်တို့ဓမြရဲစုယောဂီဝိတ္တိနဲ့ဖះကျောင်းဆောင်ရှိမှထိုင်နေတဲ့ကျော်စုံးနဲ့ထင်ရှားတို့မြင်ပြီးဓာရွေကရင်ဟေ့ သူတို့ရောင်ရောင်ဘိုးတို့ရောင်ရောင်ဟိုနှစ်ယောက်တက်မသေးခြင်းဒီနားလာထိုင်စမ်းကျော်စုံးနေထင်ရှားတို့တန်ကြားတွေကဂျာဟူညှိုးသွားတဲ့ဖိုးပိန်စွာတိနိုင်တယ်ဒါပေမဲ့အရေးမဆိုင်ပဲကိုယ့်အလုပ်ကိုလုပ်နေတယ်ကျော်စုံးနေထင်ရှားတို့ပြုတ်မှုကဖိုးပိန်ကိုပူပြီးတော့ဒေါသထွက်စေတယ်ဖိုးပိန်လည်းဖျားအကြောင်းဆောင်အောင်ယူတင်ရကောင်းမှမသိတော့ဘဲကျော်စုံးနေထင်ရှားတို့ထိုင်နေတဲ့နေရာကိုနှက်ကြီးအောင်ဒါနဲ့လှမ်းပစ်တယ်တဝူးကျော်ကကျော်စုံးရဲ့ကြောတဲတဲ့အထိမိပြီးပတ်ဝင်မသွားဘဲကြောက်တုံးကိုထိုးမိတယ်လို့ နောက်ကိုကန်ထွက်လာ යි ထူးဆန်းတဲ့မြင်ကွင်းကြောင့်ဖိုးပိန်ဖွယ်ရတဲ့မြတ်တူကမိန်းနဲ့ထက်ဆန်းမြန်နေဒီအချိန်မှလေထင်ရှားရဲ့လက်မောင်းမှန်ပြီးခုနကဒါလိုပဲပြန်ကန်ထွက်လာတယ်တမရတစုအနေငယ်တုံ့နှုတ်သွားတယ်ဒီအချိန်ဖိုးပိန်ကနှလုံးပြတဲ့နဲ့သတိရပြီးကြော်စုံနဲ့ထင်ရှားလိုပဲထိုးချိန်ပြီးချက်ချင်းပဲခလုံမောင်းဖြုတ်ချလိုက်တယ်တနက်ကအလုလုပြီးမိကြည်ရရန်မကူးသလိုလုံးဝကြီးမထွက်ဘူးတစ်ချက်ပဲတစ်ချက်ဇက်တိုက်ပြစ်ပြီးမိကြီးမထွက်လို့ တနက်ကူမိုးထောင်ပြီးပြစ်တော့တနက်ကြီးတိုင်းကနေထွက်သွားတော့တယ်။ဟာဟဲ့ကောင်လေးလာကြတော့ရွာသားကြီးရောက်လာလိမ့်မယ်။အမြန်ပြေးတော့တနက်တန်ကြားလို့ရွာသားကြီးတကြီးအိမ်ကိုစူဝေးရောက်လာကြပြီမေ။အိမ်နောက်ဖက်တစ်ပင်မှာထိုးကြိတ်ခံရတဲ့ဒဏ်ရာတွေနဲ့ကျိုးတို့ခံရတဲ့ဥဖိုးတော်ပဲတွေ့တယ်။ပုပ်ပင်တို့ဓမြအုပ်စုလင်သာကြောင့်ဖမ်းမမိနိုင်ဘူး။ကျော်စုံနဲ့ထင်ရှားတို့ကိစ္စပြီးနို့ဖះเจ้าဆောင်ရှေ့ရထွက်လာတော့ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရှိမရှိတကြီးရွာသားကြီးရှိမှဟန်ရင်းနှုတ်စိတ်ပူရင် ယေຊုတင်စကားဆိုတယ်။ဥဖိုးသားတန်ရာရီကိုလက်နဲ့အုပ်ပြီးကျုပ်ဖြစ်နေဆရာတို့သိပြီးထင်တာ။အိမ်နောက်ဘေးမှာကျုပ်တို့ခင်ရတဲ့အချိန်အိမ်မော်ပေါက်ကလှန့်မြင်နေရတယ်။ဆရာတို့ဓာရီမိန်နေနဲ့ပြစ်ကြတော့ဆရာတို့ခန္ဓာကိုယ်ကနေဖိုးကြီးနှစ်ယောက်ကိုစီထွက်လာပြီးကာကွယ်ပေးကြတာဗျ။တနက်ဆိုရင်လည်းတရားတိုင်းပဲကြည်မထွန်းသူတို့ကလှမ်းပြီးတော့တားထတာ။ဒါကကျုပ်တို့စောက်ရှောက်နေတဲ့တန်ကဝီနဲ့ကြောက်ကဝီကြီးတွေပါ။စီရင်လုပ်နေတဲ့ချိန်နောက်ဆက်ပေါ်ရတာသိပြီမေ။ စီမချလိုက်မိတာတောင်းပန်ပါတယ်။မဟုတ်တာဗျာ။ဆရာတို့ဘာမှမဖြစ်တာပဲကျုပ်တို့ဝမ်းသာနာပါပြီ။လာပြေဖို့တင်းရက်ပဲလိုတော့တယ်။ရွာအပနေဖို့ကိစ္စမှာဆရာတို့တာမရှိရင်ကျုပ်တို့ဘာလို့ရမှမသိဖြစ်နေမှာ။ကဲပါလေ။အလုံးလဲအနည်းရခဲနေဆိုတော့ပြင်ပြန်ပြီးတော့အိတ်ကြပါဦး။ဘာမှမဖြစ်ပါဘူး။အဲ့ဒီတ냐ဓမြကိစ္စပြောဆိုကြရင်ကုံဆုံးသွားတယ်။နောက်နေ့မှဖိုးပိန်တယောက်တည်းဒေါကန်နေတယ်။သူ့ကြံစီမအောင်မြင်လို့ကျော်စုံးနဲ့ထင်ရှားလို့လေတော်လေးဒေါသထွက်နေတယ်။ ထရိုးထဲမှာညာဓမြတိုက်ဖို့တိုက်ဖက်တွေနဲ့ဝိုင်းဖွဲ့တောက်စားရင်းအေးအောင်ဖူးပဲနောက်ဆိုငါတို့ရေးကြော်ရမခွန်နဲ့ကွာဒီလိုဓာပီးတော့ပြီးတနက်ပြီးရဲ့ပုံကိုယ်ကြီးရှိမယ်လို့ထင်မထောင်းငါတို့ကိုရီကြုံရလို့အတော်လန့်နေပြီပါလေမင်းတို့ကကြောက်လို့လားတုံစမ်းမှာကွာဒီနေ့ရောက်တာတနောက်ဆွမ်းတာကျန်တဲ့သူတွေအလက်ကဘာပဲဖြစ်ဖြစ်ကွာနောက်ဆိုဘလောက်ပဲရရအဲ့ဒီရွာဆိုရင်တော့တို့တော့ငင်းနေဖို့ပဲမလိုက်ဖို့ဟိတ်ဆိုမလိုက်ဖို့ပဲနော်တော်သေးရဟိုကဘာမှပြန်မလုပ်လို့ မဟုတ်ရင်ခုချိန်ထေးရအောင်မမျိုးနိုင်စွန့်နေတယ်လို့စွန့်ထားအောင်ပေါ့ကွာတနေ့ဖိုးပိန်ဖာကောင်လဲဆိုတာသူတို့သိစေရမယ်ဖိုးပိန်ကအခုဖြစ်သူအသက်ခံရတယ်လို့အထင်လွဲနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးလုံးဝမကြေနပ်နိုင်သေးဘူးဒီနေ့နေ့မှာရေကြုံရွာကိုဒုက္ခပေးဖို့ထင်းခွေမကြုံရေခက်ကြုံညူမြညူးနေတယ်ဒီလိုနဲ့လာပြင်းနေကိုရောက်လာပြီးရေကြုံရွာမှာကျုံစောနဲ့ထင်ရှားလို့လုံများနေတယ်လို့ဖိုးပိန်ကလည်းပွဲကြီးပွဲကောင်းစောင့်နေတယ်ရွာကိုနှောက်ချက်ဖြည့်စီဖို့အမျိုးမျိုးအကြံစီထုံးနေရရှိပြီး ို့လျှောက်တီရှောင်းတဲ့ခဏမငြိမ်ဖြစ်နေတယ်။ကြုံစုံနဲ့ထင်ရှားလို့လေမနဲ့အယုံတက်ချင်အားစမုန်းတဲ့ချင်းတန်အောင်တန်ကဝေကြောက်ကဝေတို့ခေါ်ပြီးတရွာလုံးစစ်စစ်တယ်။အိမ်ကျူအိမ်ကြားပါမကြမ်းသူတို့နှစ်ယောက်သာမြင်ရတဲ့ကဝေဆက်တွေဖြန့်ပြီးမကောင်းစိုးရကျွင်းကြံတွေကိုပိုက်စိတ်တိုင်ရှာပွေတယ်။တန်ကဝေကြောက်ကဝေတွေနဲ့အစွမ်းကုန်ဆက်သွဲတိုင်မြင်ပြီးရေကျော်ရွာရဲ့မကောင်းစိုးရပြဿနာကိုအမြင့်ပြန့်ဖြေရှင်းမှုကြိုးပမ်းတော့တယ်။မုန်းတွေတော့ကြော်စုံးနဲ့ထင်ရှားလို့ဆင်းလာပြီးတကြီး အရေးကြီးတဲ့ဒီနေ့မှာတရွာလုံးအတိပေးစရာရှိနေတဲ့အတွက်ရွာကိုမောက်ခန့်လူစုပေးပါအောင်တင်တယောက်မဟုတ်ဘူးနော်တရွာလုံးသာခေါ်ပါတကြီးရင်ရရွာစုံမောင်ကတီးခွက်ရှိတယ်တစ်ချက်ချင်းဖြည်းဖြည်းရိုက်ခတ်တန်ဆိုရင်တင်တယောက်သာခေါ်ချင်းဖြစ်ပြီး မောင်ကိုအဆက်မပြတ်တီးခတ်မယ်ဆိုရင်တရွာလုံးမလာမနေရလာဦးလာရမှာဖြစ်တယ်မောင်သုံးချိန်ခတ်ပြီးလူအလုံးကိုစောင့်နေလူမစုံမချင်းစောင့်ခေါ်ပြီးတကြီးကလူကိုစစ်စေးတယ်တရွာလုံးကလေးကစတယောက်မကြအောင်ခေါ်ပြီးတော့မှ တကြီးနဲ့လူဆောင်ချောင်းအတိပေးတယ်။လူဆောင်တော့ရွာသားတွေအားလုံးပဲအရေးကြီးတဲ့ဒီညကိစ္စကိုတေချာဂယုပြုနားဆိုင်ထောင်ပေးပါ။ဒီညအစီအစဉ်မှာကျုပ်တို့ညီကိုနှစ်ယောက်လောက်ကင်ဆောင်ရွက်ရမှာတကိစ္စရွာသူရွာသားတွေလိုက်နာရမှာတကိစ္စဆိုပြီးတော့ရှိနေပါတယ်။တင်ရှာရွာသားတွေကိုစတင်ပြောတယ်။သူနဲ့ရွာသားတွေကြားမှာမြင်နေရတဲ့စပွဲပေါ်မှာဂမ်ဘီယာပြည်စည်းွေစုံလင်တွေ့တယ်။စပွဲပေါ်မှာအခင်းရှိပြီးအဲ့ဒီအခင်းထက်မှာဦးလီတလုံးရှိတယ်။ ညီနဲ့ပြုတ်ထားတဲ့ဒီအိုးမှာညောင်ကြီးအိုးရွယ်ဖြစ်ပြီးလေပင်နေငယ်ရှိတယ်။အိုးကတာမန်အိုးမဟုတ်ပဲကြော်စုံနဲ့ထင်ရှားလို့နှစ်ဦးသားရက်ကျူရဲစီရင်ထားတဲ့အိုးဖြစ်တယ်။အိုးလေးကိုပြုတ်ရမှာတိမ်မြေနဲ့ဆင်မြေလမ်းလေးခွမြေတုတ်တံမြေတို့နဲ့ပြုတ်ထားပြီးညီအိုးနှစ်ခန်းကနေအောက်ခြေနှုံးပတ်အထိအင်းခွက်အင်းဆန်အပြည့်ဖြစ်တယ်။ညီအိုးမချောက်ခင်နေရအင်းတွေကိုထင်အောင်ကညစ်နဲ့ဆွဲထားရတူတယ်။ဒီညီအိုးလေးမှာ ဖုံးပိတ်နဲ့ပါပြီးဖုံးတွင်းမှာ ငွေပြားကိုအင်းချပြီးတော့အနားကုတ်ထားတယ်။အဲ့ဒီဘေးမှာချီမန်းကျိုးတစ်ထုံးရှိတယ်။ချီမန်းကျိုးနဲ့အတူလက်မတစ်ချောင်းရွေတစ်သားဗဘူးရုပ်တွေနဲ့ရှိတယ်။ဒီရုပ်ကတန်ကဝေကြောက်ကဝေတွေနဲ့ဆင်တူပွားထားတဲ့နန်းသွင်းအရုပ်တွေဒီပစ္စည်းတွေနဲ့အတူနောက်ထပ်ပိုင်းကန်ဆက်ကူတွေနဲ့အင်းစမတွေတွေ့ရပြန်တယ်။အရင်ဆုံးကျုပ်တို့အနေနဲ့မကောင်းဆိုးဝါးတွေရှိရင်အဖူသားအိမ်ရှိမှာအစီအရင်ပြုတ်လို့ရမယ်။အဲဒီနောက်အိမ်မှာရှိတဲ့ချီမန်းကျိုးတွေဖယ်ပြီးမကောင်းဆိုးဝါးတွေကိုဒီအိုးထဲမှာပိတ်လောက်မယ်။ ပြီးတဲ့အခါရွာပြင်တင်းချိုင်းမှာအပေးတိုင်မြုံနယ်ရမယ်မြုံနယ်ပြီးရင်လေမော်အစီရင်တွေနဲ့ထိမ့်ချုပ်ရအောင်မယ်ဒါကမကောင်းစိုးဝါးတွေနဲ့သက်ဆိုင်တဲ့ကျုပ်တို့ပြုလို့ရမယ့်ကိစ္စပါရွာသားတွေပြုလို့ရမယ့်ကိစ္စတည်းရှိနေတယ်ဒါကိုပြောချင်လို့တရားလုံးခေါ်လိုက်ရတာအားလုံးလူစုံမဲထင်ပါတယ်စုံပါလေဆရာသိကြပါတယ်ဒါရွာလုံးကျုပ်အကုန်ပါပဲကျုပ်တို့ဘာများလုပ်ရမလဲပြောပါဒီရရဲ့မကောင်းစွာကိစ္စတစုံတူရဲ့ပေယောကမကင်းဘူးတော်လေးကိုစွန့်ထက်တဲ့ပညာတဲ့တူက ရွာမှာအဆောက်အအုံတွေမရှိတော့စီရင်ထားတယ်။မကောင်းဆိုးဝါးရေထင်တိုင်းကျအောင် သူ့ပညာဆက်တွေဆင်းလွတ်ထားတယ်။အဲ့ဒီမကောင်းဆိုးဝါးတွေနဲ့ဆက်နွယ်နေတဲ့ပညာဆက်တွေကဒီရွာသားအားလုံးနဲ့တူတူတယောက်ရဲ့ဝမ်းထဲမှာရှိနေတယ်။အမလီကြောက်စရာကြီးမကြောက်ကြပါနဲ့။အသေးကြပါဦး။ရှင်းနိုင်ကြည့်အရှိဆုံးပြောတာပါ။ကျုပ်တို့တန်ကဝေကြောက်ကဝေတွေရတော့ဘသူဘဲဘွားဆိုတာအတိအကျမဖော်ထုတ်နိုင်တဲ့အစွမ်းထက်တယ်။ဒါပေမဲ့လူကိုဒုက္ခမပေးပါဘူး။ မကောင်းဆိုးဝါးပြီးလိုသလိုဆက်သွဲဖို့ကြားကန်ပြေထားတဲ့သဘောတိုက်ကတော့တရွာလုံးအသေးတိုက်ထားတာရွာလုံးကျုပ်ပဲမကောင်းဆိုးဝါးတို့တာမနေနေနိုင်အောင်ဆိုရင်တရွာလုံးမှာဆဆော့ပြောတဲ့ဆက်ကျိုးတွေထည့်ထားတဲ့သူတူဦးပဲနောက်ဆုံးမှတက်ရှင်ကြံ့မှာပါဒါကြောင့်တရွာလုံးကိုတူဦးချင်းစစ်ဆေးခြင်းပါလေရပါလေဆရာစစ်ဆေးပါကျုပ်တို့တရွာလုံးကိုစစ်ဆေးပေးပါတရွာလုံးရောသဘောတူလားဟဲ့တူပါလေအားလုံးတန်ပြန်ထွက်လာတယ်လောက်ကန်ဆောင်ရွက်ဆရာကြီးမှာကြရင်တဖြည်းဖြည်းမိုးချုံလာတယ် ကောင်းကင်မှာလပြည့်ဝဝထိမ့်ထိမ့်လင်းနေတယ်။မာတင်နာရီမှားပြီးတဲ့နောက်သကောင်းအချိန်မှာပနှင်မှုဆက်ကျိုးသွင်းခံရသူစစ်ဆေးဖို့စတင်တော့တယ်။အရင်ဆုံးစေအင်းစမရီနဲ့မကောင်းဆိုးဝါအပနှင်မဲ့ခမရပစ္စည်းတွေကိုဥဖိုးတာအိမ်ထိတဲဖို့ရွာသားတွေကိုရွေးချယ်တယ်။ဒီနောက်တယောက်ကိုပစ္စည်းတစ်ခုကြတဲခိုင်းပြီးမြေဦးချီမန်းကျိုးရွှေဘိန်းချထားတဲ့တစ်သားကဝေရုပ်နှစ်ရုပ်နဲ့မိုင်းငိုင်ဆက်ကူတွေကိုရွာသားလေးကိုကိုစီကန်ခဲ့ပြီးဆရာနှစ်ဦးနဲ့အတူ ဖို့တာအိမ်ကိုသွားကြတယ်။ရွာသားအားလုံးလည်းထူးခြားရဲ့ဒီနေ့ညအတွက်အိမ်လုံးအားလုံးပြည့်ခဲ့ပြီးအပနှင်ပွဲကို လိုက်ပါကြည့်ရှုကြတော့တယ်။ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုဒီနောက်နေ့ပဲရှင်းနာကျင်ပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။